ဆက်ဖက်မိများအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့အနည်းအားအနည်းအပွားကိုပြောင်းလဲပေးနိုင်ခဲ့တဲ့ gratitude ကျေးဇူးတရားလေးချက်စင်အကြောင်းကိုဝင်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျေးဇူးတရားဆိုတဲ့လေးချက်စင်ကိုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတော်များများတင်းတင်းပြီးသားတို့တွေလည်းအများကြီးပါပါလိမ့်မယ်ဒါပေမဲ့အနည်းအားဒီနေ့ကျေးဇူးတရားကိုစနစ်တကျနဲ့ဘယ်လိုလေးချင်ပြီးတော့ကိုယ့်ရဲ့ဘဝကိုတကယ်ကို လက်တွေ့ကျကျပြောင်းလဲပေးသွားနိုင်လဲဆိုတာကိုအနည်းအကိုပိုင်းအတွေ့အကြုံလေးတွေနဲ့ sharing လုပ်ပြီးတော့ဝင်ပြပေးသွားမှာဖြစ်ပါ personally ဒီအတွက်ကတော့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲဖို့အတွက်ဂျေစုတရားတစ်ခုပဲလို့အပ်တယ်လို့အနေယုံကြည်တယ်။100%ယုံကြည်တယ်။ဂျေစုတရားတစ်ခုရဲ့နဲ့လူတယောက်ကသူ့ရဲ့ဘဝကို ပြောင်းလဲသွားနိုင်စွမ်းနေရှိတယ်။အဲ့တော့ဘွားကိုပြောင်းလဲသွားစေနိုင်အောင်အနေရောကတကယ်တော့လှုပ်ရှားရည်အများကြီးရှိနေရပါတော့။ငါ့ဘွားကဘလို့မြင့်တင်မယ်ဘလို့ပိုကြိုးစားမယ်ဆိုရဲ methods တွေနီးလန်းနေ literature logical နီးလန်းနေလည်းအများကြီးရှိတယ်။ဥပမာအဖြစ်ကျမယူကယူဆိုင်တာကျမအောင်နေတာလေးဂျင်ငန်လိုက်စားတာအများကြီးရှိတယ်။စာရေးပို့ပြောတင်တာ master degree တွေရအောင်တက်တာ diploma တွေယူတာအများကြီးရှိတာ logically ကြိုးစားတာ spiritually လည်းအများကြီးရှိတယ်။ကိုယ့်ရဲ့ဘွားကိုတွတ်တက်ဖို့ဆိုလို့ရှိရင်အနေရော chakra healing တွေလုပ်တာ inner child healing င်းနေလို့တာ forgiving ခွင့်လွှတ်ခြင်းနေလို့ဆောင်တာ release နေလို့ဆောင်တာ ritual နေလို့ဆောင်တာအများကြီးရှိတယ်ဒါပေမဲ့ဒါရီကိုဘလောက်ပဲလုပ်ပါစေ လေးချင်နေတဲ့သူရဲ့နှလုံးသားမှာကျေစွတရားမရှိနေဘူးဆိုလို့ရှိရင်ပြောင်းလဲနိုင်ဆိုတာဘလို့မှရမှာမဟုတ်ပါဘူး။ဒါဟာအနည်းငယ်၅နှစ်တာအတွေ့အကြုံဖြစ်ပါတယ်။ကျေစွတရားကိုအနည်းသက်ဘလောက်ထဲကစပီးလေးချင်ခဲ့လဲဆိုတော့16နှစ်အရွယ်တွေကစပီးလေးချင်ခဲ့တယ်။အခုအနည်းအသက်24နှစ်ရှိသွားပြီပေါ့နော်။ဆက်ဒီကာလတွေမှာအနည်းကျေစွတရားကိုတရားမှမမေ့ပြအောင်စူးစမ်းပြီးတော့နေတယ်။ကျေစွတရားကိုအမြဲတမ်းပွားများတယ်။အနည်းဆရာဆရာမကြီးတွေလမ်းပြပေးခဲ့တဲ့ကျေစွတရားရဲ့လေးချင်စနစ်ကိုအမြဲတမ်းအားထုတ်ပါတယ်။အနည်းဘွားကလွန် ခဲ့တဲ့9နှစ်လောက်နဲ့ပြန်ရှင်ကြည့်လိုက်လို့ရှိရင်မထင်တာတဲ့နေရာတစ်ခုကိုရောက်လာခဲ့တယ်။ကျေးဇူးတရားလေးကျင့်စဉ်ကလူတယောက်ရဲ့ဘဝကို တကယ်မိုးနဲ့မေလို့ပြောင်းလဲပေးသွားနိုင်ပါတယ်ဒီလိုပြောလို့ am i exaggerating no အနေဒီပို့ပြီးတော့ပြောနေတာမဟုတ်ပါဘူးတကယ်လက်တွေ့ကျကျပြောနေတာဖြစ်ပါတယ်အဲ့တော့အနေတို့ဒီကိုလုံးနေတဲ့အရာတွေအားလုံးကိုခဏလေးရက်လိုက်ပြီးတော့ဆယ်ရက်လောက်ပဲကျေစုရိယာကို focus လုပ်ကြည့်ပါဒီထက်ပို့ပြီးတော့တိကျချလို့ရှိရင်28ရက်ကျေစုရိယာ focus လုပ်ကြည့်လိုက်ပါကိုယ့်ရဲ့ကြိုးစားအထောက်မှုတွေစိတ်တွေလောနေတာတွေအာကိုကိုကိုအရင်တုံးအားပေးနေတာတွေအတင်းကျပ်ရယူလို့စိတ်ရှိနေတာအပြင်းမှန်းခံနေတာအကုန်လုံးကိုခဏလေးရက်လိုက်ပြီးတော့ just take a step တ်ပတ်နောက်ကိုခဏလောက်ခြေတလားလောက်ပြန်ဆုပ်ပြီးတော့မှကျေစွတရားပဲတနေ့လုံးတွေးကြည့်ပါပြောတာကလွယ်တယ်နော်တကယ်တမ်းလို့ရှိရင်ကျေစွတရားနဲ့တနေ့လုံးနေဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်အဲကျေစွတရားကိုစတင်လေ့ကျင့်တဲ့အခါမှာအနည်းငယ်မှဘာတွေပြောင်းလဲလာလဲဆိုတော့လက်ခံနိုင်စွမ်းနေမြင့်တက်လာတယ် ူတစ်ယောက်ကကြီးစပတင်တတဲ့အရာတခုကိုလက်ခံနိုင်စွမ်းမရှိဘူးဥပမာအဖြစ်အမျိုးကဒီကောင်းတဲ့အရာလေးတခုခုလက်ခံရရှိလိုက်တဲ့ကိုယ့်ရဲ့လက်ထဲကိုဒါပေမဲ့ကိုကအဲ့ဒါကိုမလိုချင်နေဘူးကိုကကြီးစုမတင်လိုက်ဘူးဆိုလို့ရှိရင်ဒီအရာကကိုယ့်ဘဝတွေကပြန်ထွက်သွားလိမ့်မယ်သူမဟုတ်ကိုအရန်လိုချင်နေတဲ့အရာဆိုရဲတူထုံနေလကောင်းမယ်ကိုကဒီအရာကိုအရန်လိုချင်နေတဲ့အရန်စူးစားရဲလက်ထဲကိုရောက်လာတယ်ဒါပေမဲ့ကိုကငါကကြီးစုတင်စရာဘာမှမလိုဘူးကြီးစုတရားစိတ်မလိုဘူးဒါကငါလုံးလို့ငါရထားတာဆိုတဲ့အခါမှာအဲ့ဒီအရာဟာပဲကိုယ့်ဘဝတွေကအကြောင်းမျိုးနဲ့ပြန်ထွက်သွားလိမ့်မယ် အဲ့ဒါဟာလူတိုင်းလူတိုင်းရဘဝမှာဖြစ်ဖို့ကြကြတယ်။ဒီလည်းလို့ဖြစ်သွားလို့တတိမထားမိတဲ့သူပဲရှိတာ။အဲ့တော့အနေရော Red Race တွေကိုဘာလို့ရောက်လဲ။ Red Race တွေကိုယူရီရောက်ပြီးတော့စူးစမ်းလိုက် ပြန်ပြတ်သွားလိုက်ပြန်ကြိုးစားလိုက်ပြန်ပြတ်သွားလိုက်တဲ့အတန်ရလဲနေတာအမျိုးတို့အားလုံးကကျေးဇူးတင်မှုတွေမေးလျော့နေတဲ့ကြလို့ပါကျေးဇူးတင်နေဆိုတာကကောင်းတာကြီးဖြစ်မှကျေးဇူးတင်ရတာမဟုတ်ဘူးကိုကြိုက်တာကိုတယောက်ယောက်ကလှုပ်ပေးတော့မှကျေးဇူးတင်ရတာမဟုတ်ဘူးအခုလက်ရှိအနေအထားလေးမှာဘာမှကြီးကြီးမားမားပြောင်းလဲခြင်းတွေမဖြစ်နေတဲ့ဒီအနေအထားမှာတော့အမျိုးတို့ကကျေးဇူးတင်တတ်ရမယ်အခုလက်ရှိအနေပြတော့နားထောင်နေရင်းနဲ့အမျိုးတို့ဆိုဖက်မီများကကိုယ့်ရဲ့ပေးမှကျေးဇူးတင်ကြအချက်၁၀ချက်ရအောင်ရှာကြည့်လိုက်ပါအနည်းဆုံး၁၀ချက်တော့ရအောင်ရှာနိုင်ရမယ် အခုလောလောဆယ်ကဘာမှမမဖြစ်နေတာဒီဗီဒီယိုပဲကြည့်ပြီးတော့နားထောင်နေရကျေးဇူးတင်စရာဘလို့ရှိမှလဲဆိုရင်တေကြရဲကိုယ့်ရဲ့အထွေထွေနှလုံးသားမှာလက်ခံနိုင်စွာလဲနည်းနေပြီ။ အဒီဟာရီယာကိုကိုရိုင်းလေးချင်းကြီးတော့မှနားလေလာတဲ့အရာတွေတိတာလာတဲ့အရာတွေဖြစ်တယ်။ကျေစုတရားပေးနိုင်လေလေကိုရဲ့လက်ခံနိုင်စွမ်းနေရမြင့်တက်လာလေလေတစ်ဖက်မှာလည်းကိုရဲ့ပေးနိုင်စွမ်းနေရမြင့်တက်လာလေလေဖြစ်ပါတယ်။အဲ့တော့အနေအားဒီနေ့မှာစနေတကြကျေစုတင်ပြီးတော့ကိုရဲ့ဘဝကိုဘယ်လိုပြောင်းလဲရမလဲဆိုတာကို step by step ပြောပြပေးခြင်းပါတယ်။ပထမဆုံးအနေနဲ့ကျေစုစတင်တော့မယ်ဆိုရင်အနေတို့လိုအပ်တာက accepted မှာအရရအားလုံးကိုလက်ခံလိုက်ရတယ်။ဒါကလက်မခံထားနိုင်ဘူးဆိုရင်ဂျေဆုလည်းတင်လို့မရဘူး။ဥမာအညီတို့ခုဘဝမှာကိုယ်လက်ရှိရောက်နေတဲ့နေရာမှာမကြိုက်ဘူးလက်မခံနိုင်ဘူးဒီနေရာကြီးမှာမပျော်ရွှင်နေဘူးဆိုလို့ရှိရင်ကိုကအဲ့နေရာကိုဘယ်လိုလုပ်ဂျေဆုတွားတင်မလဲ။ကိုယ်စိတ်ထဲမှာဒီနေရာကြီးကိုကြိုက်မှမကြိုက်တာလက်မမလက်ခံနိုင်တာလက်မခံနိုင်ရင်ဂျေဆုတင်နိုင်စရာလည်းမဖြစ်လာဘူး။အဲ့တော့ပထမဆုံး step 1က acceptance အားလုံးကိုလက်ခံလိုက်ပါလက်ခံနိုင်မှဂျေဆုတင်နိုင်တယ်။ အဲ့တော့လက်ခံလိုက်ဖို့ဆိုတာကလည်းထင်တာထက်အများကြီးပိုပြီးတော့ခက်တယ်။အဲ့တို့ကโอเคငါအားလုံးလက်ခံလိုက်ပါပြီလို့နှုတ်ကနေပြောလို့ရတယ်နော်။တကယ်နှလုံးသားအားကြတော့လက်မခံနိုင်တဲ့အခြေအနေလေးအများကြီးရှိတယ်။အဲ့တော့အခုလက်ရှိကိုယ့်ရဲ့ဘဝမှာဖြစ်နေတဲ့ကောင်းချီးဆုချင်တဲ့အားလုံးကိုလက်ခံပေးပါ။လက်ခံတဲ့ဘဝကဘယ်လောက်ကြမလဲဆိုရင်အနည်းဆုံး၁၀ရက်လောက်ကြာတယ်။တကယ်တကယ်လက်ခံပြီးဆိုလို့ရှိရင်၁၀ရက်လောက်အဲ့ဒီ၁၀ရက်အတွင်းမှာအနေရောကမနက်မိုးနေလာပြီဆိုတော့ ਨੇ I accept I accept everything ။အရာအလုံးကလက်ခံလိုက်တယ်။ဒါပေမဲ့လက်ခံလိုက်တယ်ဆိုတာအရှုံးပေးရတယ်မတူဘူး။တချို့ကျတော့လက်မခံတတ်ဘူး။ဘာဖြစ်လို့လဲ။လက်မခံဘူးဆိုတာကငါအရှုံးမပေးနိုင်လို့လက်ခံလိုက်တယ်ဆိုတာကငါ give up လုပ်လိုက်တယ်အရှုံးပေးလိုက်လို့ပဲ။ No မဟုတ်ဘူး။အနေရောက ဒီအခုလက်ရှိကိုမကြိုက်တဲ့အနေအထားကိုပြောင်းဖို့ဆိုရင်ကိုယ့်ရဲ့လက်ရှိပုံစံကိုအရင်ပြောင်းမှဖြစ်မှာကိုယ့်ရဲ့လက်ရှိပုံစံကိုအရင်မပြောင်းနိုင်ဘဲနဲ့အနေအထားကိုဘယ်လိုလုပ်ပြောင်းမှာလဲဒီပုံစံအတိုင်းပဲနေလာခဲ့တာ2နှစ်လက်ဒီတိုင်း3နှစ်ကြာဒီတိုင်း4နှစ်ကြာဒီတိုင်းပဲကိုတိနေပြီလေငါဒီတိုင်းဆက်သွားရုံနဲ့ငါရဲ့ပုံဝင်ချုပ်မပြောင်းလဲနိုင်ဘူးအဲ့တော့ဘာလို့ငါ့ကိုငါအရင်ပြောင်းလဲရမလဲငါ့ကိုငါအရင်ပြောင်းလဲဖို့ဆိုဘယ်ကစရမလဲအရာအလို့လက်ခံနိုင်ခြင်းဟာနေစရမလဲ လက်မခံနိုင်ပဲနဲ့ပြောင်းလဲမှုကြိုးစားနေတဲ့သူကမတော်တဲ့ဖက်နှက်ကြီးကိုစီးပြီးပြေးနေရတယ်လို့ပဲခရီးလည်းမရောက်တယ်လို့အရန်ပင်ပန်းနေတကယ်တော့အနေရောဒီအလောက်ကြီးဒီကိုကိုကို drain ဖြစ်ခံစရာမလိုဘူးလက်ခံတတဲ့စိတ်ကလေးကိုစပြီးဖြန့်စီလိုက်ပါအရန်ခက်ခဲလိမ့်မယ်တချို့က emotion နဲ့အရန်ဖြစ်တယ်အနေဆိုလဲအများကြီးမျက်ရည်ကျခဲ့ရတယ် ငါလက်ခံလိုက်တယ်ဒါရီကိုငါလက်မခံနိုင်အောင်စိတ်ထဲမှာဒေါသကြီးထွက်ပြီးတော့မှတဆက်ဆက်နဲ့အသားကြီးတုံနေတော့မှပဲလက်ခံလိုက်တယ်โอเคငါလက်ခံတယ်လက်ခံမှအခုငါ့ကိုဒီလိုမျိုးနာကြီးအောင်လှုပ်ခဲတဲ့အခြေအနေတွေအကုန်လုံးကိုပြန်ပြောင်းလဲနိုင်တဲ့ခွန်အားတတိကိုငါရမှာလက်မခံနိုင်တဲ့တည်းရွေးငါကဒီနေရာကလုံးဝမထွက်နိုင်ဘူးငါအမုန်းဆုံးသောနေရာကြီးကိုလုံးဝပြောင်းလဲနိုင်မှာမဟုတ်ဘူးအဲ့တော့လက်ခံလိုက်တယ် step 2မှာဘယ်ကိုဆက်သွားလဲဆိုတော့ပစ္စုပန်လက်ရှိအခြေလေးကိုကျေစုတင်တာကနေစပြီးတော့ပွားများတယ်။ကိုကလက်ခံလိုက်ပြီးအခုလက်ရှိအနေအထားကြီးကိုလက်ခံနိုင်သွားပြီဆိုရင်ကျေစုတင်နိုင်တဲ့စိတ်ကလေတခါတည်းတန်ပြီးပေါ်လာတယ်။ကျေစုတင်တဲ့နှလုံးသားလေးကိုစပြီးတော့တွေးလာ။အဲ့ဒီမှာအနေရောကအခုလက်ရှိပစ္စုပန်ကြီးရဲ့အရာရာတိုင်းကိုကျေစုတင်လိုက်တယ်။လက်ရှိကိုနေထိုင်နေတဲ့နေရာကိုကျေစုတင်တယ်။လက်ရှိကိုနဲ့အတူတူနေရတဲ့သူတွေကိုကျေစုတင်တယ်။လက်ရှိကိုရဲ့အလုပ်ကိုကျေစုတင်တယ်။လက်ရှိကိုရဲ့ကျမ်းမာရေးအခြေအနေခန္ဓာကိုယ်ကိုကျေစုတင်တယ်။လက်ရှိကိုရဲ့ငွေကြေးအခြေအနေတွေနော် ်ကိုပိုင်ဆိုင်ထားတဲ့ဝင်ငွေလေးတွေကိုကျေစွတင်လိုက်တယ်။အဲ့တော့အနေရောလက်ရှိအနေထားကိုကျေစွတင်တာကလည်းဘယ်နှရလောက်ကြာလဲဆို10ရက်လောက်ကြည့်ယူရတယ်။နော်အနေရောဆဆကျေကျေစွတရားတွေစာတိတွေ့ကြရတော့ဆိုလို့ရှိရင်ပုံမှန်တော့တနေ့ကိုကျေစွတရား10ချက်ကိုညာရခံဒီတိုင်းမှာရေးရတယ်။ဒီတနေ့တာကိုပြန်စဉ်းစားရတယ်။တခါလေတချို့ရက်တွေမှာကျေစွတင်စရာလုံးဝမရှိဘူး။လုံးဝရှာလို့မတွေ့ဘူး။ဒါပေမဲ့အဲ့ရက်တွေမှာတော့မပဲကိုကစဉ်းစားရတယ်။ တခုတော့ရှိရမယ်ဂျေဆုတင်စရာကဒီတနေ့လောကစိတ်တိုင်းကြမဖြစ်ခဲ့ဘူးစိတ်ညစ်စရာကြီးဖြစ်ခဲ့ပေမဲ့ဂျေဆုတင်စရာကြီးရအောင်ငါတွေးလို့ရတယ်ဆိုပြီးတော့ကိုယ့်အကို train လုပ်ပေးတယ်ဘယ်နည်းလောက်ကြာလဲစုစုပေါင်း10ရက်လောက်ကြာလိမ့်ရှိဟောပြီးွားပြီဆိုရင်အနေရောဘဝကိုပြောင်းလဲဖို့ ready ဖြစ်နေပြီဒီချိန်မှာအဲ့ကျမှအနေရောက အတိတ်နဲ့အနာဂတ် timeline ကိုကြည့်စုတင်တယ်။အဲ့တော့ပစ္စုပန် timeline ဆိုရယ်လက်ရှိပစ္စုပန်ခြေကိုကြည့်စုတင်ပြီးရခါမှာအနေရောအတိတ်ကိုပြန်စဉ်းစားရေးကြည့်စုတင်တယ်ပြီးအနာဂတ်ကိုကြိုးစဉ်းစားပြီးရောကြည့်စုတင်တယ်။ဒီ step 3ကအနေရောပဝါကိုပြောင်းလဲမှုတွေဖြစ်စေမယ်အဆင့်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီအဆင့်ကိုကြော်သွားလို့ရလားဆိုတော့မရဘူး။ပစ္စုပန်နဲ့ပစ္စုပန်ကိုကြည့်စုတရမပွားများနိုင်ဘူးဆိုလို့ရှိရင်အနေရောအတိတ်ကိုလည်းကြည့်စုတရကောင်းကောင်းမပွားများနိုင်တယ်လို့အနာဂတ်ကိုလည်းကြိုးပြီးရောကြည့်စုတရပွားများနိုင်ခြင်းမရှိဘူး။ ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာ manifestations ဆိုတဲ့စကားလုံးလေးကိုကြားပွရတဲ့သူတွေရှိလိမ့်မယ် manifestation လုပ်တယ်ဆိုတာဘာလဲဆိုတော့အနာဂတ်ကိုကြိုပြီးတော့ကျေစုတရားပွားများလိုက်တာပဲမရောက်လာသေးတဲ့အရာတစ်ခုကိုကိုကကြိုပြီးတော့ကျေစုတင်လိုက်ခြင်းအပြင်ဒီအရာကိုကိုယ့်ဘဝရောက်လာစေတာတချို့ကအဲ့ဒါကိုကြိုပြီးတော့လုပ်ကြတယ် manifestation ဆိုတာပဲအရင်ကတည်တော့ okay ငါ manifest လုပ်မယ်ဆိုပြီးတော့မှအဲ့လိုအနာဂတ်ကကိုမရောက်လာသေးတဲ့အရာတွေကိုကြိုပြီးလက်ခံဖို့လုပ်ရတယ်။ဒါပေမဲ့ကိုကလက်ရှိပစ္စုပ္ပန်ကိုတောင်းမှလက်ခံနိုင်စမရှိသေးတဲ့အခါကျတော့ကိုယ့်ရဲ့ manifestation တွေကလည်းမအောင်မြင်လာတော့ဘူးဖြစ်တယ်။အဲ့ကျတော့ကိုကငါလို့တာမားနေတာလား။ဒါမှမဟုတ် manifestation ဆိုတာကြီးကိုကအတိအပယ်မရှိနေတာလားဆိုပြီးတော့တန်တရားတွေဝင်လာတယ်။တို့ဘယ်ကစမှာလဲဆိုတော့ပစ္စုပ္ပန်ကနေကျစုတရားပွားများပြီးအတိတ်ကိုပြန်စဉ်းစားအတိတ်ကပျော်ခဲ့ရတဲ့အချိန်တွေဝမ်းနေခဲ့ရတဲ့အချိန်တွေဆင်းရဲခဲ့ရတဲ့အချိန်တွေ င်ကြာရှုံးခဲ့ရတဲ့အချိန်တွေအောင်မြင်ခဲ့ရတဲ့အချိန်တွေ အားလုံးအားလုံးကိုပြန်စစ်စားပြီးအော်အတိတ်မှာငါဒီလို အချိန်ကြီးရှိခဲ့တာပါလားအဲ့ဒါကြီးအားလုံးကိုငါကျေးဇူးတင်နေဒါကြီးဖြစ်ခဲ့လို့လက်ရှိအခုငါဒီနေရာကိုရောက်လာခဲ့တာပဲဆိုကျေးဇူးတင်လိုက်တယ်ပြီးခဲ့ခါမှာအနာဂတ်ကိုကြိုပြီးကျေးဇူးတင်တယ်အဲ့ဒါရောဖြစ်စင်တဲ့စန္ဒာတွေပေါ့နော်ဒီစန္ဒာပြီးဖြစ်လာပြီးဖြစ်တဲ့အတွက်ကျေးဇူးတင်တယ်တကယ်လက်တွေ့ရမဖြစ်သေးဘူးနော်ဒါပေမဲ့အနေရောကြိုပြီးတော့ကျေးဇူးတင်တာကြိုပြီးတော့ကျေးဇူးတင်လိုက်တော့အဲ့ timeline ကအလိုလိုအနာဂတ်မှာဖန်တီးပြီးသားဖြစ်သွားပြီအဲ့တော့အဲ့မှာအနေရောကအနာဂတ်နဲ့ပတ်သက်ပြီးတော့ကျေးဇူးတင်တယ်အတိတ် င်းနဲ့အနာဂတ်ကိုကျေးဇူးတင်ခြင်းကိုဆိုလို့ရှိရင်9ရက်လောက်လေ့ကျင့်ရတယ်9ရက်လောက်အဲ့တော့အဲ့ဒါကိုလေ့ကျင့်ပြီးွားပြီဆိုတဲ့အခါမှာအနီရောကျေးဇူးတရားနဲ့ဒီချိန်မှာပြေးွားရတဲ့သူဖြစ်လာတဲ့အခါကျတော့ကျေးဇူးတရားနောက်ထပ် step 4 final step ကကြတော့ဂျေစုတရားနဲ့တားရဲကြအောင်နေခြင်းဖြစ်ပါတယ်ဂျေစုတင်စရာတွေကိုကိုကရှာဖွေနေစရာမလိုတော့ဘဲနဲ့ကိုအလိုလိုကိုရခန္ဓာကိုကဒီ gratitude ဆိုတဲ့ frequency state မှာရှိနေတယ်ပေါ့နော်ကိုမှအလိုလိုဂျေစုတင်စိတ်ရှိအဲ့လိုအတိတ်ကိုပြတ်တွေးစရာလည်းမလိုတော့အနာဂတ်ကိုကြိုးစင်းစားစရာလည်းမလိုတော့ဘဲနဲ့အခုပစ္စုပန်မှာလည်းတကူးတကကြီးလိုက်ရှာစရာမလိုတော့ဘဲနဲ့ကိုကိုရနှလုံးသားမှာဒီ gratitude frequency က ရှိလာပြီရှိလာတဲ့အခါမှာဘယ်နေရာမှာတိတာလဲဆိုတော့အနေရောရဲ့ဘဝတွေမှာအရင်တော့ ကျင်းတဲ့ချက်ထဲရောက်ပြီးတော့ဘလို့မှမဖြည့်ရှင်းနိုင်ဘူးဆိုတော့အရာတွေအကုန်လုံးကလမ်းနေပွင့်လာတယ်။ပြီးတော့ကိုယ့်ရဲ့ကျမ်းမာကြီးကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးမှလည်းတိတာတယ်။မျက်နှာလေးတွေကကြည်လည်လာတယ်။စကားပြောပုံဆိုပုံတွေတွေးခေါ်ပုံတွေကပြောင်းလဲလာတယ်။ action လက်တွေ့လက် action တွေယူရင်းနေရာမှာလည်းအရင်လိုလော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 ကြီးမဖြစ်နေတော့ဘူး။အတင်းစိတ်တွေဖိစီးပူလာအတွေးတွေများမနေတော့ဘဲနဲ့ကိုယ့်ရဲ့စိတ်မှလည်းအချီတက်ကလေးရလာတယ်။အဲ့ဒါက step 4 gratitude frequency နဲ့ကိုကတသား ေးကြောက်နေခြင်းဖြစ်ပါတယ်တသားရေးကြောက်ဘယ်လိုနေရမလဲလို့ပြောတော့အနေရောကိုယ့်ရဲ့ခန္ဓာကိုယ်ရေးထဲမှာပဲအဲ့ဒီကျေးဇူးတရားရဲ့လှိုင်းလေးကိုအာရုံပြုထားရတယ်ပေါ့နော်အသက်ရှူသွင်းလိုက်တဲ့ချိန်တိုင်းမှာအော်ကျေးဇူးတရားလေးတွေငါရဲ့ဘဝရဲ့ကိုအသက်သက်ခွန်အားအနေနဲ့ဝင်ရောက်လာတယ်အသက်ရှူထုတ်လိုက်တဲ့ချိန်မှာငါရဲ့ခန္ဓာကိုယ်ရဲ့မှာရှိနေတဲ့ မြေတားတရားတွေကအပြင်ကိုဖြန့်ကျက်နိုင်ခဲ့တယ်ဆိုရဲအာယုံလေးကိုပြုထားရမှာတရားထိုင်နေချိန်မှမဟုတ်ဘူးเนาะအခုမနက်မိုးလေးညမိုးချုပ်တီအနေဒီဗီဒီယိုရိုက်နေတဲ့အချိန်စက္ကန့်တိုင်းမှာလဲစိတ်ထဲမှာအဲ့ဒါကရှိနေတယ်အပြင်တစ်ချက်စီလုံးရှုနေတာမဟုတ်ဘူးရှိနေတယ်အသက်ရှူလိုက်တိုင်းမှာရှူထုတ်တိုင်းမှာ ကျေးဇူးတရားနဲ့ကိုရင်းကတားရဲကြနေတယ်။အဲ့တော့အနုကိုအပြင်လူတွေကဘာတွေဖြစ်လာပြီဆိုတော့သူပြောင်းလဲလာတယ်ဆိုတာမြင်လာတယ်။အော်သူရမ်းပြောင်းလဲသွားတာပဲ။သူ့မှာဘာတွေပြောင်းလဲသွားတာလဲ။သူပို့ပြီးတော့ရင်းချက်လာတယ်။ပို့ပြီးတော့ကြည်လင်လာတယ်။သူ့ဘဝကြီးကလည်းပို့ပြီးတော့ကံကောင်းလာတယ်။ဘလို့လို့ကံကောင်းလာတာလဲ။အခုလက်ရှိပစ္စုပန်အခြေအနေအပြည့်ပိုင်းမှာဘာမှကံမကောင်းဘူးလေ။အခုလက်ရှိပစ္စုပန်အနေနဲ့နေထိုင်တဲ့ကဘာကြီးပေါ်မှာကတိတ်ပြီးတော့စိတ်ချမ်းသာစရာတွေကမရှိဘူး။ကဘာကြီးကပြတ်စည်းနေတဲ့သဘောတရားကိုပြောရ Negative Energy ကိုပို့တွားနေတယ်။အဲ့ချိန်မှာ ဒီလူကဘယ်လိုလုပ်စိတ်ချမ်းသာအောင်ကံကောင်းအောင်ပြောရွှေအောင်နေနိုင်တာလဲလို့ဘေးကနေကို question တွေထုတ်လာတယ်အဲ့မှာ step 5ကအသက်ဝင်လာတယ်အဲ့ဒါကဘာလဲဆိုအနေတို့ဒီအခုကျေးဇူးတရားလေးချင်းစင်ကနေကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းထဲမှာရှိနေတယ်ကိုယ့်ရဲ့ soul ဒီမှာရှိနေတဲ့အလင်းရောင်ရှာတွေ့ခဲ့တယ်လို့ပဲဒီလူတွေကိုလည်းသူတို့ကိုယ်စီကိုယ်စီရဲ့နှလုံးသားလေးထဲမှာ soul ထဲမှာရှိနေတဲ့အလင်းရောင်လေးကိုရှာတွေ့ဖို့ကူညီပေးနိုင်တာပါအဲ့ဒါက step 5ဖြစ်ပါတယ် အဲ့တော့အရင်ကတော့လူတွေကမြင်လာမှာပဲအားလုံးကစိတ်ဆင်းရဲပူလာတော့ကရောက်တဲ့ချိန်မှာကိုယ်ကစဉ်ကျင်ပိုင်းကြီးတွားနေလာတယ်။တချို့ဆိုရင်ကိုယ်မြင်လာတယ်အလိုလိုအမြင်မကြည့်ဘူး trigger တွေဖြစ်တယ်အပြစ်တွေတင်ကျင်တယ်ဝေးဖက်ကျင်တယ်။ဒါပေမဲ့အရင်ကတော့အားလုံးကကိုနေထိုင်တဲ့ကဘာကြီးကိုပိုကောင်းတဲ့ကဘာကြီးဖြစ်စေချင်တာမဟုတ်ဘူးလား။ဒါဆိုရင်ပိုကောင်းတဲ့ကဘာကြီးဖြစ်ဖို့လိုရမှာလေ။ပိုကောင်းတဲ့ကဘာကြီးဖြစ်ဖို့တယောက်ချင်းစီကကိုယ့်အတွက်ကိုတာဝန်ယူရမှာ ပိုကောင်းတဲ့ကဘာကြီးဖြစ်အောင်ကြိုးစားနေရတဲ့သူကိုအနေရောကအပြစ်တင်ရမှာမဟုတ်ဘူးအဲ့တော့ကိုကဘာလုပ်ပြရမလဲကိုဘေးနာကလူတွေအများကြီးမဟုတ်ဘူးဆိုရင်တော့နေထိုင်တဲ့ရက်ဝန်းလေးရက်ဝန်းလေးမဟုတ်ဘူးဆိုရင်တော့ထားတော့မိသားစုကိုတောင်မှပဲစံပြနမူနာဖြစ်အောင်နေပေးပါကိုကျေးဇူးတရားလေးချင်းရေကိုရဲ့အလေးအရာကိုရှာတွေ့ခဲ့တယ်လို့ပဲကိုရဲ့ဘေးနာမှာရှိတဲ့သူတွေသူတို့အလေးအရာကိုရှာတွေ့ဖို့အတွက်အနေရောကကျေးဇူးတရားနဲ့မေတ္တာတရားတွေကိုဖြန့်ချက်ပေးတယ်ဒီလုပ်ငန်းစဉ်၅ခုကကျေးဇူးတရားနဲ့လူတရားကသူ့ရဲ့ဘဝကိုပြောင်းလဲနိုင်တဲ့အစဉ် step by step ဖြစ်ပါ တဲ့ usual တော့အဆင့်လေးတွေဖြစ်တယ် spiritual ဆိုတာကအနည်းရထင်တာတော့မရှုပ်ထွေးဘူး spiritual ဆိုတာအနည်းလေးအများနဲ့ပြောနေတယ်လို့ပဲအဲ့ဒါကဘဝနေထိုင်နည်းဖြစ်တယ်ဘာမှရှုပ်ထွေးပွင့်လေးထွေထွေထူးထူးတွေလုံးနေတာမဟုတ်ဘူးကိုယ့်ရဲ့ဘဝနေထိုင်နည်းတစ်ခုကိုပြောင်းလိုက်တာကိုက တကယ်လက်တွေ့မှာဆိုရင်ကျမ်းမာအောင်လို့နေတယ်လေချင်းငန်းလုပ်တယ်လမ်းလျှောက်တယ်ကောင်းတဲ့အစားအသောက်တွေစားတယ်လို့ပဲ spiritual နဲ့နေတယ်ဆိုတာကလေကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့ဒွေးခေါ်ပိုင်းဆိုင်ရာကိုယ့်ရဲ့ energy ပိုင်းဆိုင်ရာကိုကျမ်းမာအောင် နေပေးလိုက်တယ်ဘဝနေထိုင်နေပဲဖြစ်တယ်ကိုကိုယ်ရိုင်ကျမ်းမာရင်ကိုယ့်အတွက်ကိုအများကြီးလုပ်ပေးနိုင်တယ်ကိုနေထိုင်တဲ့ကဘာကြီးအတွက်အများကြီးလုပ်ပေးနိုင်တယ်အနည်းရောကကိုနေတဲ့နေရာကြီးကိုမကြိုက်လို့ပြောင်းလဲခြင်းနဲ့ပြောင်းလဲခြင်းနဲ့ပါဇက်ကနေပဲပြောနေုံနဲ့မပြီးသွားဘူးကိုကိုကိုယ်တာဝန်ယူခြင်းဖြင့်လက်တွေ့ action တွေယူဖို့အတွက်အရေးကြီး ြီးပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ Soul Family များတွေမှာလည်းကိုယ့်ရဲ့ဘဝကိုယေရှုတရားနဲ့ပြောင်းလဲပေးနိုင်တဲ့သူတွေအနည်းလိုမျိုးပဲအများကြီးရှိမှာပဲအနည်းလည်းယေရှုတရားနဲ့ပဲပြောင်းလဲနိုင်ခဲ့တာကကိုယ့်ကို depress ဖြစ်နေတဲ့အစ်စင်ကနေပြီးတော့စိတ်ဓာတ်ကြီးကြဘဝကိုအသက်ရှင်တဲ့ခြင်းစိတ်မရှိတော့တဲ့ကိုကိုကိုပြင်တင်ပေးနိုင်ခဲ့တယ်အဲဒီကနေတည်းကအနည်းမှအလုတ်ကလေးတစ်ခုချလာတယ်တကယ်တော့အဲ့ဒီချိန်တုန်းကဆိုရင် ။ဒီလိုမှာပွဲရတာမရှိဘွဲတွေလည်းမရသေးဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့မှာ covid တွေဖြစ်တဲ့ခါကျတော့အเจ้าနေလည်းဆက်ပြီးတော့မတက်ရတော့မတက်ရတဲ့အချိန်မှာအနေဒီ line မောင် online မောင်ကနေပြီးဆက်တင်ကြတဲ့အလုပ်ကလေးရတယ်။အဲ့ရနေမှာတစင်ကိုပွားရဲ့ purpose ကိုတွေ့လာတယ်။ကိုပိုင်စီးပွားရေးလေးတွေလှုပ်ဖြစ်လာတယ်။အော်ဒီကနေမှာတစင်အနေတို့ဒါအများအကျိုးပြုတဲ့အစီအကိုရောက်လာတယ်။အများနဲ့ပေါင်းစည်းပြီးတော့မှကိုနေတိုင်းနဲ့ပတ်ဝန်းကျင်အတွက်လှုပ်ပေးနိုင်တဲ့အရာတွေစပြီးတော့လှုပ်လာတယ်။အဲ့ရနေပြီးတော့ကိုရဲ့မိသားစုအတွက်အရေးအဝါဒါကောက်ကောက်ပေးနိုင်တဲ့သူဖြစ်လာတယ်။ကိုပွားရဲ့ တကယ်စစ်မှန်တဲ့ချစ်ချင်းမြတ်တာကိုလည်းရခဲ့တယ်။ဒါရီယာကျေးဇူးတရားအနေကိုပြောင်းလဲပေးနိုင်ခဲ့တာကြီးဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုဖန်မီများဟာကျေးဇူးတရားနဲ့ကိုယ့်ရဲ့ဘဝစနစ်တကျပြောင်းလဲဖို့စိတ်ဝင်စားရတယ်ဆိုရင်အနေမှာ book of gratitude ဆိုတဲ့စာအုပ်ကလေးကိုမကြတိခင်ကထုတ်ထားပါတယ်။ဒီစာအုပ်လေးထဲမှာဆိုရင်ကျေးဇူးတရားနဲ့အနေရဲ့ဘဝဟိုးအောက်ခြေကနေဘလို့ပြန်ပြီးတော့စတင်ခဲ့လဲဆိုတဲ့အနေရဲ့ကိုယ်ပိုင် story လေးတွေလည်းပါတယ်။ကျေးဇူးတရားကို28ရက်ဘလို့လေ့ကျင့်ရအောင်လေ့ကျင့်ရမလဲဆိုတာကိုလည်း step by step guide နဲ့တနေ့စာစီရေးပေးထားတယ်ဘလို meditation ထိုင်ရမလဲဘလို ayo ပြုရမလဲဆိုတာကိုရက်အလိုက်ရေးပေးထားတယ်ပြီးတော့ဒီ book of gratitude စာအုပ်လေးထဲမှာပဲ2026ခုနှစ်အတွက် bar ritual တွေဘလို manifestation မျိုးတွေလုပ်တင်လဲဆိုတာကိုလည်း January ကနေပြီးတော့ December အထိအနေအသေးစိတ်ရေးထားတာဖြစ်ပါတယ် ဒီစောက်ကလေးကိုအနေအား public ကိုမထုတ်ဖြစ်ခဲ့ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့စောက်လေးနဲ့သူအနေအားဒီလိုအဆောင်ကျောက်ပတိလေးရဲ့တင်တန်းလေးရဲ့ကိုတွဲပြီးတော့လုတ်ဖြစ်ခဲ့လို့ပါ။ဒါပေမဲ့ဒီစောက်ကလေးကိုအနေရဆိုး family များရဲ့လက်ထဲကိုအနေရတလောက်အများကြီးပို့ပေးခြင်းနဲ့ပြီးတော့ဒီစောက်လေးနဲ့အတူတူအနေတို့တောင်းနှစ်ရဲ့ January မှာလေး28ရက် gratitude camp ကပြန်စဖို့လည်းရှိနေပေါ့နော်။လောလောဆယ်မှာတော့အနေမှာကျောက်ပတိလေးတွေက in stock မရှိတော့ဘဲနဲ့ challenge camp လေးရလေပြီးွားပြီဆိုပေမဲ့ဒီ Jesus တရား gratitude box အုပ်ကလေးကို happy money 18000ကျပ်နဲ့တော့အနည်းစီမှာဝယ်လို့ရပါတယ်။ Insta ကတော့အရာကနမ်းပဲရှိလို့တာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးတော့မကျန်တော့ဘူးပေါ့နော်။အဲ့တော့အညို့ဒီ video ကိုကြည့်နေရင်လည်းအကျေစုတရားကကို calling လုပ်နေတယ်လို့ခံစားရတယ်ဆိုရင် gratitude box အုပ်လေးနဲ့အတူတူလေ့ကျင့်လို့ရတဲ့အစားကိုလည်းအနည်းအတင်းကောင်းလေးပါချင်ပါတယ်။အနည်းအနေနဲ့လည်းတောက်လျှောက်နောက်နှစ်ထဲမှာလည်းကျေစုတရားလေ့ကျင့်စင် camp တွေကို happy money နဲ့ all free အနည်းနဲ့ကိုအများကြီးလုပ်ပေးသွားဖို့အတွက်ရှိတယ်။အခုချိန်ထိလည်းအနည်း2020ရာ ဆပြီးတော့တောက်ရှောက်ပေါ်တော့လှုပ်လာခဲ့တဲ့ gratitude camp နေလည်းအများကြီးရှိတယ် YouTube မှာလည်းအနည်းရ gratitude free program တွေလည်းတင်ပေးထားပါတယ်ဂျီစုတရားနဲ့ကိုရဲ့ဘဝကိုဒါမကဘဲနဲ့ကိုနေထိုင်တဲ့ကဘာကြီးကိုပါပြောင်းလဲပေးနိုင်မယ်ဆိုတာကိုအနည်း အပြည့်အဝယုံကြည်ထားပါတယ်။အတော့ကျေးဇူးတရားနဲ့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲနိုင်ခဲ့တဲ့သူတွေရှိတယ်ဆိုရင် comment တွေမှာကျေးဇူးတရားကိုယ့်ဘဝကိုဘယ်လိုပြောင်းလဲပေးနိုင်ခဲ့လဲဆိုတာလေးတွေကို experience တွေပြန်လဲဝင်မြပေးဖို့အတွက်အနီတောင်းဆိုပါတယ်။ဒါမှကျေးဇူးတရားဟာတကယ်ကိုအစွမ်းထက်တယ်ဆိုတာကိုသူ့ဖက်မိများအနီကို inspirations တွေပေးနိုင်မှာဖြစ်ပါတယ်။ကျေးဇူးတရားနဲ့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲနိုင်အောင်အပြည့်အဝယုံကြည်ရဲဆိုရင် comment တွေမှာ I believe the power of gratitude လို့ရေးခဲ့နိုင်ပါတယ်နော်။ ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အနောက်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံကြပါမယ်ရှင်။